အားလုံးပဲမင်္ဂလာပါအဘဆရာကြီးမင်းတိန်ခါရဲ့တပည့်ဆရာမထောင်းမောင်ကြီးကိုတိုင်းမှာဖြစ်ပါလေ900တောင်းမိအတွက်ထီပေါက်စီတဲ့အိမ်မက်မက်စီတဲ့အတိတ်ထံဝင်ပုံဝင်လေးကိုပြောပြပေးမှာဖြစ်ပါလေဒီအတိတ်ထံဟာ900တောင်းမိအတွက်ထီပေါက်စီတဲ့အိမ်မက်ကြီး၁၀ခုကိုမက်စီမှာဖြစ်ပါလေပထမဦးဆုံးအနေနဲ့မိမိတို့မွေးနေ့မနက်မှာအထက်ဝိဆာကြီးတွေကိုပူဇော်တဲ့မပြောသေးသုံးမိအုံးဒီတစ်လုံးနဲ့ပွဲထိုးပြီးတော့ပူဇော်ရမှာဖြစ်ပါလေ အထက်ဝိဇ္ဇာကြီးတွေရဲ့မြတ်တာရည်စုံဖြစ်တဲ့အတိတ်ထံရည်စံတော်ကိုတည်ထားမှာဖြစ်ပါတယ်ဒီအတိတ်ထံရည်စံဟာမိမိတို့တူတူတယောက်ပဲတောက်ကမှာဖြစ်ပါတယ်တောက်တော့မှာဖြစ်ပါတယ်နံပါတ်၁အနေနဲ့နေ့စဉ်ဘုရားဝတ်တက်ကမှာဖြစ်ပါတယ်၅ပါးတီလာကိုခံယူရမှာဖြစ်ပါတယ်နံပါတ်၂အနေနဲ့ကတော့ကုံတော်၉ပါးကို တရားရှိလုံးပတိနဲ့တနေ့ကို၉ဘက်တိတိဆက်ရမှာဖြစ်ပါတယ်နံပါတ်၃အနေနဲ့ကတော့သံဘုတ်တွေကာရတော်ကြီးကိုနေ့စဉ်၉ကောက်ရောက်ရမှာဖြစ်ပါတယ် ဝိဇ္ဇူတွေရုပ်ဖက်ပူဇော်တဲ့ဝိဇ္ဇာဇံပနာဂါရာကို၄၀၉ကောက်တိတိရုပ်ဖက်ရမှာဖြစ်ပါတယ်။နံပါတ်၄အနေနဲ့ကတော့အတိတ်တန်ရပ်ပေါင်း55ရက်ဖြစ်ပါတယ်။ဒီ55ရက်အတွင်းမှာမိမိတို့တက်တက်လော့ဆာရမှာဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့ဒီပေါင်းစေချောင်း၄၀စုတောင်းပြီးတော့မှအိယာဝင်တိုင်းမှာမြတ်တာရည်စင်လို့ခေါ်တဲ့အတိတ်ထရည်စင်ကိုနေ့စဉ်တောက်သုံးပြီးတော့ဒီပေါင်းစေဖို့အိမ်မက်မက်စေဖို့စုတောင်းပြီးတော့မှအိယာဝင်ရမှာဖြစ်ပါတယ် ဲ့တော့ခုနှစ်သောင်းမြေဒီအဋ္ဌံဝင်ခြင်းအဖြစ်အစင်းစင်ကိုပြုလုပ်နိုင်မယ်ဆိုရင်အဋ္ဌံဒီပေါ့စေနိုင်တဲ့အိမ်မက်ကြီး၁၀ခုကိုမှတ်စီမှာဖြစ်ပါတယ်အော်ဒီပေါ့စေနိုင်တဲ့အိမ်မက်ကြီး၁၀ခုကိုကျွန်မနောက်ဗီဒီယိုတစ်ခုမှပြောပြပေးမှာဖြစ်ပါတယ်ဒီတစ်ခုကတော့ဒီဗီဒီယိုကတော့ခုနှစ်သောင်းမြေအတွက်ဒီပေါ့စေနိုင်တဲ့အိမ်မက်ကြီးမဆေနိုင်တဲ့အတိတ်တန်ဝင်ပုံဝင်နေဖြစ်ပါတယ်။2025ခုနှစ်မှာခုနှစ်သားသမီးတွေဒီနှစ်ထက် 2025ခုနှစ်မကုန်ခင်မှာကျင်းနေထီစုကြီးတွေကိုရရှိပိုင်ဆိုင်နိုင်တဲ့သူတွေဖြစ်ကြပါစေ။ခေါင်းရဲတောင်းမိအတွက်ထီစုကြီးတွေပေါ့စေနိုင်တဲ့အိမ်မက်ကြီး၁၀မျိုးမက်စေတဲ့အတိတ်ထဝင်ပုံဝင်လေးကိုပြောပြခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ခေါင်းရဲတောင်းမိအတွက်ထီပေါ့စေတဲ့အိမ်မက်ကြီး၁၀မျိုးအကြောင်းကိုပြောပြပေးမှဖြစ်ပါတယ်။နံပါတ်၁အနေနဲ့ကတော့၎င်းနဲ့မြက်တွေသူတော်ကောင်းတွေကနေပြီးတော့မိမိတို့ကိုအိမ်မက်ထဲမှာ ဖျားတယ်ဖို့ကြောင်းဆောက်ဖို့ကုသကောင်းမှုတွေပြုလုပ်ဖို့သို့မဟုတ်လည်းအခြားတစ်ခုခုကိုပြုလုပ်ခိုင်းတဲ့အိမ်မက်တွေမြင်မှတ်ခဲ့မယ်ဆိုရင်ဒါဟာမိမိတို့အတွက်ထိပေါက်စေတဲ့အိမ်မက်ကြီးဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ ရောရှားပွဲအတိဖြစ်နေတဲ့မစင်တွေပိုးလောက်လန်းတွေကိုမိမိတို့မြင်ရင်ရှက်ရင်စားတော့ရတယ်။ဒါမှမဟုတ်မစင်တွေပိုးလောက်လန်းတွေကိုတဦးတယောက်ကနေပြီးတော့မိမိတို့လက်ထဲကိုလာပေးတယ်ဆိုတဲ့အိမ်မက်မက်မယ်ဆိုရင်လည်းဒါဟာထိပေါက်စေတဲ့အိမ်မက်နမိတ်ဖြစ်ပါတယ်။နံပါတ်3နေနဲ့နေတွေလာတွေကျဲတွေကိုမိမိတို့ကိုယ်တိုင်စုယူရတယ်။ဒါမှမဟုတ်သူတော်ကောင်းတွေနဲ့ကောင်းတဲ့မြတ်တွေကနေပြီးတော့နေတွေလာတွေကျဲတွေကိုစုယူပြီးတော့မှမိမိတို့ကိုလာပေးတယ်။ဒုံမုံနေလာကျဲတွေကြွေကြပြီးတော့မှမိမိတို့အိမ်ပေါ်ကိုကြာရောက် လာတယ်ဆိုတဲ့နမိတ်မအိမ်မက်နမိတ်မက်ပြီဆိုရင်ဒါဟာကျင်းပြီထီစုကြီးပေါက်စီတဲ့အိမ်မက်ဖြစ်ပါတယ်နံပါတ်၄အနေနဲ့ကတော့အစိတ်ရှိရတဲ့တဝါတွေနေတဲ့နေရာမှာရှိတဲ့ယတနာပစ္စည်းတွေကိုအစိတ်ရှိရတဲ့တဝါတွေကိုတိုက်ခိုက်နှိမ်နင်းပြီးတော့မှဒီယတနာတွေကို မိမိတို့ရရှိတယ်ဆိုရင်အိမ်မနမိတ်မြင်မှတ်ခဲ့မယ်ဆိုရင်လည်းဒါဟာကျင်းတဲ့ထီစုကြီးပေါက်စီနိုင်တဲ့အိမ်မနမိတ်ဖြစ်ပါတယ်နံပါတ်၅အနေနဲ့ကတော့ အဖိုးတန်တဲ့ရွှေတွေယတနာဝတ္ထုပစ္စည်းတွေကိုသူတော်ကောင်းတွေနှကောင်းနှက်မြတ်တွေကနေပြီးတော့မိမိတို့ကိုလာပေးတယ်ဆိုတဲ့အိမ်မက်ရင်မက်ခဲ့မယ်ဆိုရင်လည်းဒါဟာကျင်းတွေထီစုကြီးပေါက်စေနိုင်တဲ့အိမ်မက်ဖြစ်ပါတယ်။နံပါတ်6အနေနဲ့အနွားကိုစီးပြီးတော့မှမိမိတို့မြို့ကိုလှည့်လည်ရတယ်ပြတာရတယ်ဆိုတဲ့နမိတ်မြင်မှတ်ခဲ့မယ်ဆိုရင်လည်းဒါဟာကျင်းတွေထီစုကြီးပေါက်စေနိုင်တဲ့အိမ်မက်ဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့ ဝိပုစင်ကျဲပုံကိုနေရနေပြီးတော့မိမိတို့ကိုအသီးတစ်ခုခုလာကျွေးတယ်သို့မဟုတ်အပင်ပေါ်မှာရှိတဲ့အသီးကိုခဲရခဲစီယူပြီးတော့မှစားသုံးရတယ်သို့မဟုတ်တယောက်တယောက်တယောက်ယောက်ရဲ့အကူအညီနဲ့ဒီသီးသီးကိုစားသုံးရတယ်ဆိုတော့အိမ်မက်ကိုမြင်မက်ခဲ့မယ်ဆိုရင်ဒါဟာချင်းတွေထီစုကြီးပေါက်စေနိုင်တဲ့အိမ်မက်ဖြစ်ပါတယ်နံပါတ်၈အနေနဲ့ကတော့လူသေးကောင်ရဲ့အသားကိုစားရတယ်သို့မဟုတ်လူသေးကောင်မှာရှိတဲ့ဥတွေကို ဒါမို့လူထဲမှာရှိတဲ့ဥွေကိုစားသုံးရတယ်ဆိုတဲ့အိမ်မက်မြင်မက်ခဲ့မယ်ဆိုရင်ဒါဟာကျင်းတွေထီစုကြီးပေါက်စေနိုင်တဲ့အိမ်မက်ဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့အဖိုးတန်တဲ့ရတနာပစ္စည်းတွေဒါမို့မုံမြတ်တဲ့ပစ္စည်းတွေကိုနှကောင်းနှက်မြက်တွေဝိစားတွေကယူငင်ပြီးတော့မှမိမိတို့ကိုစားသုံးဖို့ဒါမို့ပေးပြီးတော့မှပျောက်ကွယ်သွားတယ်ဆိုရင်ဒါဟာကျင်းတွေထီစုကြီးပေါက်စေနိုင်တဲ့အိမ်မက်နမိတ်ဖြစ်ပါတယ်။နံပါတ်10အနေနဲ့လူရဲ့သွေးကိုတောက်ရတယ် ို့မဟုတ်ဥအမျိုးမျိုးကိုစားသုံးရတယ်။ဒါမှမဟုတ်လေငါအမျိုးမျိုးကိုစားသုံးရတယ်ဆိုတဲ့အိမ်မက်မြင်မက်ခဲ့မယ်ဆိုရင်ဒါဟာကျင်းတွေထီစီကြီးပေါက်စီနိုင်တဲ့နမိတ်ဖြစ်ပါလေ။ကြက်တရင်ရှိတဲ့ဥတောင်းငက်ပြန်တန်းနေတဲ့အချိန်မှာ သူချီလာတဲ့အစာမိမိတို့ကိုယ်ပေါ်ပြုတ်ကြတယ်။ဒါမှမဟုတ်လေငှက်တရဝါတွေရဲ့ခြိထားတဲ့အစာတွေမိမိတို့ပေါ်ကိုမိမိတို့လက်ဝယ်ကိုပြုတ်ကြပြီးတော့ရရှိတယ်ဆိုရင်လည်းဒါဟာကျင်းတွေထီစီကြီးပေါက်စီနိုင်တဲ့အိမ်မက်နမိတ်ဖြစ်ပါလေ။ ဒါကြောင့်ခုနှစ်သားမိတွေဒီအိမ်မက်ကြီးဆယ်မျိုးကိုမက်စေနိုင်တဲ့အတိတ်ကဝင်ပုံဝင်နည်းကိုပြုလုပ်ခြင်းအပြင်ဒီအိမ်မက်ထီစုကြီးဒိန်းတွေပေါက်စေနိုင်တဲ့အိမ်မက်ကြီးဆယ်မျိုးကိုမက်စေမှာဖြစ်ပါတယ်။ဒါကြောင့်2025မှာဒီလမှာခုနှစ်သားမိအတွက်ဒိန်းတွေထီစုကြီးပေါက်စေတဲ့အိမ်မက်ကြီးကိုမြင်မှတ်တဲ့သူတွေဖြစ်ကြပါစေ။ဒိန်းတွေထီစုကြီးပေါက်စေမဲ့သူတွေဖြစ်ကြပါစေ။